KPI တွေသတ်မှတ်ပေးလိုက်ပြီးမဲ့ဝန်ထမ်းတွေကဒါဟာအလို့ပေါ်တစ်ခုဖြစ်တယ်လို့ပဲခံစားနေရပြီးတော့သူတို့ရဲ့နေ့စဉ်လုပ်ငန်းနဲ့ဘလို့မှမဆက်ဆက်ဘူးလို့ထင်နေတတ်ပါတယ်။ဒီနေ့မှာတော့ KPI Key Performance Indicator ကိုကျွန်တော်တို့ဝန်ထမ်းတွေနားလည်အောင်လို့ဘလို့ရှင်းပြရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြဝေပေးသွားပါမယ်။ပထမဆုံးအနေနဲ့ကကျမတို့က KPI ကိုရိုးရှင်းတဲ့စကားလုံးတွေနဲ့ပဲသူတို့ကိုဘာသာပြန်ပြီးပြောဖို့လိုအပ်ပါတယ်။ အတက်နိုင်ဆုံး KPI လို့ခေါ်တဲ့နည်းပညာစကလုံးကိုရှောင်ရှားပြီးတော့ဒါဟာကျမတို့ရဲ့အောင်မြင်နေလားဆိုတာကိုပြတဲ့ရမှတ်ဆိုတာမျိုးကိုသိရှိအောင်လို့ကျမတို့ရှင်းပြရပါလိမ့်မယ်။ဥပမာပေါ့နော် customer churn rate တွေ percentage တွေနဲ့ပြောနေမယ်အစားကျမတို့စီကဝန်ဆောင်မှုမယူတော့တဲ့ customer အရေးအတွက်လို့ရှင်းပြလို့ရပါတယ်။အဲ့တော့တိုင်းတာတဲ့ matrix ရဲ့အသေးပဲကိုရှင်းရှင်းလင်းလင်းသိရှိမှလည်းကိုယ့်ရဲ့ဝန်ထမ်းတွေကဘလို့အရာကိုအာရုံစိုက်ရတဲ့ဆိုတာကိုပို့ပြီးတော့နားလည်လာမှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ဘာကြောင့်ဒါတွေကိုတိုင်းတာရတာလဲဆိုတော့အကြောင်းအရာကိုရှင်းပြဖို့အရေးကြီးပါတယ်။ ဝန်ထမ်းရဲ့ KPI တိုးတက်လာတာကကုမ္ပဏီရဲ့အောင်မြင်မှုနဲ့ဘလို့ဓာတ်ရိုက်ဆက်ဆက်နေလဲဆိုတာကိုချိတ်ဆက်ပြီးတော့ကြားသားဖို့လိုအပ်ပါတယ်ဥပမာပေါ့နော် customer ဖုန်းဖြေဆိုခြင်းရော့ချင်းဆိုတဲ့ KPI က customer တွေကအချိန်မကုန်ပဲနဲ့ဝန်ဆောင်မှုရလို့ကုမ္ပဏီကိုပိုသဘောကျစေတယ်ဆိုတဲ့ရလနဲ့တွဲပြပေးဖို့လိုအပ်ပါတယ်ဒါမှသူတို့ရဲ့လုံဆောင်ချက်ကတန်မှုရှိချောင်းကိုသိရှိပြီးတော့စိတ်အားထက်သန်လာမှာပဲဖြစ်ပါတယ် နောက်တစ်ခုကကြတော့ကျမတို့ကဒီ KPI တွေသတ်မှတ်ထားတာတွေကနေ့စဉ်လုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့နမူနာပေးတတ်ဖို့လည်းလိုအပ်ပါတယ်။ဥပမာ KPI ကိုနားလေနားလေအောင် ရှင်းပြတဲ့အခါမှာ result ပိုကောင်းအောင်ဒီနေ့ဘာလုပ်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့ညွှန်ကြားချက်တွေပေးဖို့လိုအပ်ပါတယ်။အလုပ်တစ်ခုကို deadline မတိုင်မီနှစ်ရက်အလိုမှာ အလုပ်ပြီးမြောက်တာက project completion rate ဆိုတဲ့ KPI ကိုဘယ်လိုတိုးတက်စေရဲဆိုတာကိုလည်းရှင်းပြလို့ရပါတယ်။အဲ့တော့တို့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေက KPI ကိုဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုသိရှိစေဖို့အတွက်အရေးကြီးပါတယ်။ အချို့အားဖြင့်ပြောရလို့ရှင်တော့ကျမတို့က KPI ကိုရိုးရိုးရှင်းရှင်းနဲ့ဘာသာပြန်တာဘာကြောင့်အရေးကြီးကြောင်းကိုပြသတာပြီးတဲ့အခါမှာနေ့စဉ်လုပ်ငန်းနဲ့ချိတ်ဆက်မှုနမူနာတွေပေးမယ်ဆိုလို့ရှင်တော့ကျမတို့ကလုပ်ငန်းခွင်မှာဝန်ထမ်းတွေကို KPI ကိုတကယ်နားလည်လက်ခံပြီးကျင့်သုံးလာဖို့အတွက်ကိုအများကြီးအထောက်အကူပြုစေပါတယ်